တို့ညာရဲ့ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ရဖတ်ပြမှာကတော့ဆရာတင်မောင်မြင့်ပါသာပြန်ထားတဲ့တမ်နီလေးပြားဆိုတဲ့ပါသာပြန်ဝိတ္တရဲ့ပိုင်း၃ဖြစ်ပါတယ်ခင်ဗျာခံစားနာစေပေးကြပါဦးခင်ဗျာမိမိနှုတ်ကိုငမ်းမရစွန့်နေသည့်တားငယ်ကငုံကြည့်ပြီးကေတီပီတိဒုက္ခတွေဖြာဝင်နေ၏တားနမေကို တိုနီဂျက်ဆန်လော်ရန့်စ်ဟုပေးထားသည်တားကလေးတိုနီသည်ကေတီဘွားကိုပြောင်းလဲကြီးပြောင်းလဲစေခဲ့ပြီးလွန်ခဲ့သည့်တစ်နှစ်ကျော်ကြာကတော့ပင်လယ်ကမ်းခြေတွင် ပြင်းထန်စဉ်းစားခဲ့ရသည်ဒေသဝန်ထဲကိုဝင်သင့်ဝင်သည်ခုတော့အားလုံးပြည်ပြည်စုံပြီပဝင်းကြီးဝေဖန်မှုများကိုဟိုးဝေးကြီးမှရင်းကောင်းလေးအော်မီပြန်တန်းတန်းဟုသဘောထားနိုင်ခဲ့ပြီသမုဒ္ဒရာအစင်းစင်းဤဟိုမှာပဲဥရောပတွင်စစ်ကြီးဖြစ်နေသည်ဘယ်သူနှင့်ဘယ်သူတွေတိုက်နေကြမှန်းကေတီမသိဘူး တားငယ်ကိုဝမ်းနဲ့လွယ်ရပြီဆိုကြတဲ့က KTT တိကျကဘာရဲတွင်တယောက်တည်းရှိသလိုနေတတ်လာခဲ့သည်။တကားခေါက်တန်းခက်ပြင်းပြင်းပေါ်လာသည်။ရောက်မှကြီး Mrs. Lawrence ဝင်လာ၏။မူယာရင်ပြောင်းလဲကြီးပြောင်းလဲလာ၏။အလွန်ရင်ကြီးဖွယ်ရသောမျိုးသမီးကြီးသည်စိတ်လှရှားလွယ်နေ၏။သွားလာလှရှားမှုတွင်လော်တကြီးနိုင်နေသည်။နေကောင်းရင်လာ KTT ။အိုးအခန်းထဲကိုဘာလို့နေအောင်လဲဒီလောက်များများဝင်စေရတာလဲ KTT ။တမင်ဝင်အောင်လုပ်ထားတာလေ။ကလေးကိုနေအောင်ထဲမှာတနည်း15မိနစ် ကိုတုံတုံထားတယ်။အိုးအေးမိမှာပေါ့။မြေးအတွက်အဝတ်တွေများကြီးဝယ်ပေးထားတာပဲ။နောက်ပြီးခလေးကိုအမေတို့မတိုက်ဖို့ဆရာဝန်နဲ့တိုင်ပင်ခဲ့ပြီ။ဒါကတော့ကေတီကဘာလေးတဲ့ကိုတက်တက်တူးကျော်လာခြင်းဖြစ်။သောတာကြောင့်တကိုယ်လုံးတောင့်တင်းသွားသည်။ရုတ်တရက်နှုတ်ရသွားသလားမသိ။တိုနီကလေးကသောတာကြီးနှုတ်ကိုဆွဲလိုက်သည်။ယုံလိုက်ကန်လိုက်ဖြစ်နေသည်။သားမျက်နှာကိုကြည့်ပြီးပြောလိုက်ရင်အမေတို့မတိုက်လို့ဘာလို့တိုက်ရမှာလဲတော်တော်ရဲ့။ မင်းကလေးပြည့်စုံပုံနေမဟုတ်ဘူးကေတီငါမြေးအတွက်အကောင်းဆုံးသူနာပြုတစ်ယောက်ငှားမယ်သူနာပြုခန်းမှာကလေးကိုထားမယ်တော်ခုလိုစီစဉ်ပြတာကျေးဇူးတင်ပါတယ်ဒါပေမဲ့မလိုပါဘူးလိုတယ်မလိုဘူးဆိုတဲ့ပြဿနာမရှိဘူးကေတီတတော်လုံးမဲ့အစီအစဉ်ကိုမင်းကိုပြောပြနေတာကျမသားကိုကိုယ်တိုင်မွေးဖွားကြည်ပြင်းစေမယ့်အစီအစဉ်ကိုကျမကိုယ်တိုင်လုပ်မယ်ကျမနှုတ်တိုက်ပြီးကျမကိုယ်တိုင်သူနာပြုလုပ်မယ်မင်းပြောတာရိုင်းဆိုင်လာကြလားကေတီမင်းနေလို့ကောင်းရင်လား နေကောင်းလို့ဆုံးဖြတ်ချက်ပိုင်ပိုင်နိုင်နိုင်ချနိုင်တာပေါ့ကျမဘွားကကျမပဲဥဆောင်မယ်တော်တော်အလိုမင်းဘွားမင်းဥဆောင်ပါဒါပေမဲ့မင်းဘသူအိမ်မှာနေနေတာလဲဘသူဆင်းတဲ့အဝတ်ဝတ်နေတာလဲဘသူကြွေးတာကိုမင်းစားနေတာလဲကေတီခအေးပြန်ပြောသည်တတော်ကရောထွေးပြောနေတာကိုလောကမှာဝယ်လို့ရတဲ့အရာရှိတယ်လို့မရတဲ့အရာရှိတယ်ကလေးတယောက်တည်းလှုပ်ပေးရမှာကနှစ်ခုပဲရှိတယ်မွေးဖို့ရယ်ကြီးပြင်းစေဖို့ရယ် ထမတစ်ခုကျမလုပ်ပေးပြီးပြီဒုတိယတာဝန်ကိုလည်းကျမပဲယူမယ်ဩညီရကျုပ်ကိုတင်နှန်းပေးနေတာဗောလေကျုပ်လည်းတောင်းပေးဖို့ပါတယ်အေးကျမသားကိုအတော့သားမျိုးမဖြစ်အောင်မွေးဖို့ကျမဆုံးဖြတ်ပြီးပြီအဖွားကြီးမျက်နှာနီရဲသွားသည်ဒီလိုပဲလာလိမ့်မယ်ဆိုတာကျုပ်သိပြီးသားပါမကီတီရဲ့အစားကတော့ခြေတုပ်ပစိုးမွေးဆွဲကျုပ်ပုံစံနဲ့မင်္ဂလာဆောင်တဲ့ညမှာငါသားကို666အောင်ညှိလို့ပြီးမောင်းထုတ်လိုက်တာမဟုတ်လား ညီတို့နေရာအဲ့ညာဘာဖြစ်တယ်ဆိုတော့ဝန်ခံရဲလားပြောစမ်းပြောလေဒါလောက်တော့အပေးစရာမလိုပါဘူးပြောမှာပါတတော်တကယ်သိကျင်လားကျမတတော်သားကြောင့်ပြောပြရမလားအိုးမသိကျင်ပါဘူးညီပြညီတင်ပြီးရပါပဲညီနားလဲထားဖို့ကဒီအိမ်မိုးအောင်မှာနေရမြကာလပတ်လုံးကျုံမင်ကိုညီနာခံရမယ်နားလဲလားကေတီနားလဲပါရဲ့တော်တော်တနားရီအတွင်းကျမထွက်သွားမှာပါဘာပြောတယ်မယုံနိုင်သည့်မျက်လုံးများဖြင့်ဖွာကြီးကေတီကိုငုံကြည့်နေသည် ကျမမှာနေစရာအိမ်တစ်လုံးရှိသေးတယ်လေစင်းစစပြောတော့စကားကြုံရင်နှုတ်လို့မရဘူးကေတီငါ့ကိုပုံကန်ညီရောညီသားရောတပြားတစ်ချက်မှမရဘူးမတ်ကေတီပြောသည်တစ်ချိန်လုံးငါမင်းငါမင်းနဲ့ခုမှပဲကျမသားဖြစ်ရတော့တယ်ညီငါ့ကိုတရားဥပဒေနဲ့အန်တုမမကျန်နဲ့ညီเจ้าနေအကုန်လုံးငါလက်ထဲမှာရှိနေပြီသားညီအဲ့ဒီညာကဘယ်သွားတယ်ဘာလုပ်တယ်ဆိုတာ၂၄ရက်အတွင်းငါအကုန်တည်တယ်ငါရှေ့ဆက်ပြောရမလားကေတီပြောလေတော်တော်ပြောပါ ီကိစ္စမျိုးမှာတော်စိတ်ဆက်တယ်ဆိုတာကျွန်မတန်တရားမရှိပါဘူးမိုက်ကာလာဟန်ဆိုတဲ့လူကိုမင်းသိလားသိပါတယ်နိုင်ငံကလေးတည်းကသိခဲ့တာကေတီတန်ကအေးဆက်ဆက်အေးသိပါတယ်အဲ့ဒီမိုက်ကာလာဟန်ရဲ့ကျေးဇာမလေးတယောက်ရဲ့ကျေးဇာမလေးနေရာမှာလူလဲလိုက်တဲ့မိကလေးတယောက်ကြောင်းရဲ့အဲ့ဒါတွေမင်းရဲ့မိုက်ကာလာဟန်စီကသိရတာမဟုတ်ဘူးကျေးဇာမလေးကိုတန်အန်တန်ကြီးပေးပြီးမှသိရတာမိုက်ကာလာဟန်ကကြုံငှားထားတဲ့လွတ်စုံတော့ကိုထုတ်လွတ်လိုက်သေးတယ် ဟုတ်လားမိုက်ကတော့လုံမှာပဲနေပေါင်းညီကဒီမကြောက်ဝင်မနာတာကိစ္စကိုတော့မဖြုံမလားအတော်လေးတနည်းနည်းပါမျိုးတိတ်နေတဲ့ခဲ့တာပဲမဟုတ်လားတော်နေရာတော့မြေဟုံမဟုတ်စောင့်ကြည့်နေခဲ့တာပဲမဟုတ်လားဘာမှစောင့်ကြည့်စရာမလိုဘူးငါအုပ်ချုပ်မှုအောက်မှာနေငှက်မြေးပဲညီသူ့ကိုခေါ်သွားပြီးအမွေတောင်းရင်ကျုပ်ကလည်းညီကြောင်ဖွင့်ချရအောင်ပဲကဲညီပါလာညီဆုံးဖြတ်ကေဒီရုတ်တရက်ဖြစ်မပေးပဲနေလိုက်သည်မိမိတွေ့မှုဖြေကရှင်းနေသည် တိုးတော့သားလေးအတွက်စဉ်းစားရမည်။တန်းနေချေရမည်အမွေတွေကိုလက်လွတ်ခံသိမခံသိ။အတန်ကြာမှကေဒီဖြေပေးလိုက်သည်။ကျမဆုံးဖြတ်ပြီးပါပြီ။ကျမတို့သားမီဆင်းမယ်။ဘီလီမှာသူ့ပိုင်ပက်ဆက်များများဆဆမရှိဘူးဆိုတာညစ်သိရနော်။သူ့ပိုင်မြေတွေကလည်းမမက်တော့ဘူး။အဲဥပဒေကြောင့်လည်းကင်မဲတော့မကျန်နဲ့။ကျမဘာမှမပြောလဲမှာဘူးတော်တော်။ဒီနေ့နဲ့ဇတိန်ကြတာကိုပဲစိတ်မကောင်းဖြစ်မိပါတယ်။ Mrs. Lawrence ၏ဒေါသတွေအခုံးငွေဖြစ်သွားသည်လားမသိ။မျိုးလုံးပြူသားနှင့်ချွေးမလို့သူကိုငေးကြည့်နေရင်ရုတ်ချီပိုရိဥစားသွားလို့ထင်ရသည်။အခန်းထဲမှလေးကန်စွာထွက်သွားသည်။ရင်ခွင်ထဲမှသားငယ်ကိုကီတီငုံကြည့်လိုက်သည်။အမင်းတို့ကဝါပြဲဆိုပြီးနှင်းနှင်းချက်ချက်အိတ်နေ၏။သူ့လှုပ်ပြီးသည့်နေသူကောင်းပေါ်တွင်ကြားအောင်နေသည့်မုန်တိုင်းကိုဂီးမဆိုင်သည့်ပုံဖြင့်အိတ်နေခြင်းမျိုး။ဟုတ်ပြီ။ဒီလိုပဲဖြစ်ရမည်။သားရဲ့ဘဝရှိရေးတွင်လည်းဒီပုံတန်းဖြင့်တိုက်ပွဲဝင်တတ်အောင်လေ့ကျင့်ပေးရမည်။ ဒီဇင်ဘာအနေ့တနေ့ကေဒီလန်ရှောက်ထွက်ခဲ့သည် လော်ရန့်စ်မျိုးဆက်အင်ဂျီစီတို့မမထင်ရောက်လာခဲ့၏တချက်ငဲ့ကြည့်လိုက်သည်ဝေဒကားကြီးရောအင်ဂျီပါတေးပိတ်ထားသည် မစ္စစ်လော်ရန့်စ်ဖလော်ရီဒါပြည်နယ်သို့ပြောင်းသွားကြောင်းဘယ်တော့မှပြန်မလာတော့မည်မဟုတ်ကြောင်းကြားရသည်ဒါရီကိုကေဒီဘာမှဂိမဆိုင်တော့နားမထောင်တော့ဘဝစာမျက်နှာတစ်ကိုဖွင့်လှစ်ဖို့သာအာရုံပြုနေသည်လန်ရှောက်ရင်မုန်တိုင်းတိုက်လာရင်ကောင်းလီစွာဟုဆန္ဒပြမိ၏ ုံတိုင်းကိုကြံ့ကြံ့ခံနိုင်မခံနိုင်ကိုကိုကိုစမ်းကြည့်ကြင်သည်လေစပရုစ်လန်ကဖြက်ပြီးအိမ်တို့ပြန်တွင်မိုက်ကာလာဟန်နှင့်မထင်မဲ့တန်းတူးသည်ကေတီမျက်နှာတစ်ခုလုံးပူထူသွား၏ဒီလိုနေမျိုးမှာကိုမင်းနဲ့စုံရမယ်လို့လုံးဝမထင်ဘူးကေတီနေကောင်းတယ်နော်ကောင်းပါ रे အလုတ်ကန်ကောင်းတဲ့ကြားလို့ဝမ်းသာပါတယ်မိုက်ရေကိုအိမ်ထိလိုက်ပို့လို့ရပါမလားယင်။အိုးရပါတယ်။နောက်ထပ်အဆောက်အအုံတွေအများကြီးကန်ထရက်ရတာလေဟုတ်လားမိုက်။အင်း ဆိုပါတော့မိုက်ကသူ့လိုကြောင်လန်းတွေပြောလာသည်ဒါနဲ့မင်းကုံတဲတခုမှအလုပ်ဝင်လုပ်နေတယ်ဆိုဘဲကကြားရလဲဘသူပြောလဲမသိဘူးကေတီတို့ဖော်ဖော်ပြောတာတော့မဟုတ်ပါဘူးနော်အိုးမဟုတ်ဘူးကေတီဖော်ဖော်မဟုတ်ပါဘူးမိုက်ကြောင်ကုတလို့ဖော်ဖော်မကြမ်းမကြမ်းပြောနေတယ်လို့ပါအဖွားကြီးလည်းပြင်တိတ်မထွက်တော့ဘူးနော်ဒါနဲ့မင်းဘာပြုလို့အလုပ်ဝင်လုပ်နေတာလဲကေတီလော်ရန့်စ်မီသားစုအမွေတွေဘာလို့ဖို့ထားလဲ ကေတီတပြားမှမရဘူးမိုက်ကလစ်ကိစ္စနဲ့ပတ်သက်ပြီးဖွားကြီးနဲ့စကားများကြတယ်ဒီတိုင်းလက်ကြည့်ဆင်းလာခဲ့တာလေဟုတ်လားတမျိုးတော့လည်းကောင်းပါတယ်လေကိုကိုကလေးကိုကြည့်ပြရစေကေတီညနာနေနေကြီးကိုကေတီလှမ်းကဲခတ်လိုက်သည်အုတ်ချက်တစ်ချက်ကိုကြည့်ရလို့ဘာမှထူးထူးခြားခြားမတွေ့ရရပါတယ်အချိန်တော့သိပ်မရဘူးနော်မိုက်ခဏနေဓာတ်ပုံဆရာရောက်လာလိမ့်မယ်မိသားစုဓာတ်ပုံရိုက်ဖို့ချိန်ထားလို့မိုက်ကိုအပေါ်ရက်သို့ခေါ်လာခဲ့သည် လေကားတလျှောက်ကေတီရင်တွေတတိုင်းတိုင်းခုန်လျက်မိုင်းနဲ့ပတ်သက်ပြီးထိုညကိုခြံလက်ပြီးစဉ်းစားရသည်မှာပင်ပန်းလွန်လာသည်တိုနီကသူ့ကိုငေါကြည့်နေသည့်လူကြီးမျက်နှာကိုပကက်ထဲမှစိတ်ဝင်တစားမောကြည့်နေသည်သေးသေးလေးရနော်ဒါပေမဲ့သိတ်ကြမ်းပါတယ်မိုင်းရဲ့အတန်မတော်အောင်မနဲ့ထိမ့်ပြီးပြောလိုက်ရသည်ဒီမျက်နှာနှစ်ခုကိုနင်းနင်းကက်ကက်မြင်ရသည်မှာနှလုံးသွေးပြက်ချင်စရာကောင်းလာပါကလားမင်းတို့မျိုးထဲမှာသဘင်းကြီးမတွေ့ဘူးပါဘူး ကလေးကသဖင်းနေရဲ့နော်ကေတီအသက်ရှင်မမတက်ဖြစ်သွားတယ်မိုက်ကကေတီလက်ကိုဆက်ကနေလှမ်းဆွဲလိုက်ပြီးကိုယ့်ကိုဆက်ညာမနေပါနဲ့ကေတီရဲ့အိုးမိုက်ပါဆိုလိုတာလေမိုက်ကတင်းတင်းဆွဲဖက်လိုက်ပြီးကဲဒါဆိုကိုပြောပြမယ်အဲ့ညာကိုတိတ်မှုနေတယ်မိအောင်ကလည်းမိမ့်မိန်ဆိုတော့ကိုပထမတော့အဲ့ညာကိုအိမ်မက်လိုပဲထင်တယ်ဒါပေမဲ့အိမ်မက်မဟုတ်ဘူးမင်းဘာပြောမလဲကေတီ အိမ်မက်မဟုတ်ကြောင်းကိုတက်တည်ပြရမလား။အိုးဘာရီလျှောက်ပြောနေရလဲမိုက်။လွန်ခဲ့တဲ့တနေ့ကျော်လောက်ကခွေးထောင်စားစုံတော့တယောက်ရောက်လာပြီးကိုယ့်ကိုမေးခွန်းနေမိတယ်။ကိုလိုချင်တဲ့အချက်တွေမရမချင်းသူ့ကိုမေးခွန်းပေးထားလိုက်တယ်။နောက်မှဆွဲထုတ်ပြီးလမ်းပေါ်ကိုလှမ့်ပစ်လိုက်တယ်။ကဲမင်းဘာပြောမလဲ။ဒါကိုမင်းရောက်ခမကြီးစီကတိပိသားမှောက်လာကေတီ။မိုက်ရင်ခွန်းထဲမှာယုံထွက်ပြီးကေတီတုံးရင်ဖြင့်ပြောသည်။သွားရောမိုက်ရဲ့ ဒီကလေးကကိုကလေးကိုသားမျက်နှာနေနေသပင်းနေနေနဲ့လူကြီးကလက်တီးကိုချစ်ချစ်ပအောင်ဆုပ်ပြီးခိုင်မာပြောနေသည်ဒါစီပြုံးမိသူကို ထိုးချိတ်တပ်ပုတ်တော်မူလားမဟုတ်သေးဘူးမိုင်ရှင်မှားနေပြီမိုက်ကညာဘက်လက်သေးဖြင့်ဘယ်ဘက်လက်ပွားကိုစက်ကစက်ကထိုးရင်သေတော့မှာပဲကိုဘာလို့ရမလဲကီတီမင်းကိုတက်လုံးချစ်ခဲ့ရတာပါခုလိုပြင်းပြောနေကြတော့ပို့ပြီးမင်းကိုလိုချင်လာတယ်အဲကိုလုံးလက်ကီတီ ကေတီဖြည်းဖြည်းချင်းပြောသည်မိုက်အနေနဲ့ဘာကိုလိုချင်လိုချင် မလိုပါဘူးလေမိုက်ဟာလူတော်တယောက်ပါကေတီမှာကလေးမရှိရင်မိုက်ကိုလက်ထက်ချင်လက်ထက်မယ်ဒါပေမဲ့ဒီဘွားနေတော့ကေတီဘသူ့မှာလက်မထက်ချင်ဘူးအဲ့ဒါယုံပါမိုက်မယုံမယုံကေတီမင်းဘလို့ကြောင်းပြမလဲပကက်ထဲမှာလေးမိုက်ဒါကိုရှင်ကရှင်းသားလို့ပြောတယ်ကေတီကိုအမှန်တိုင်းဝန်ခံအောင်ဘသူ့မှာမလုပ်နိုင်ဘူးမိုက် ကေတီတို့လက်ထက်လိုက်မယ်ဆိုတော့ဒါကလေးကြည်လာလို့မိုက်နဲ့ရုပ်ချင်းတူနေမခက်ပါလားဒါတသက်လုံးခေါင်းမဖော်ရအောင်ဖြစ်တော့မှာပေါ့အဲ့လိုတပုတ်လေးလင်းပြောတဲ့လူတွေကိုလိုက်ဆုံးမမယ်ကေတီမရပါဘူးမိုက်လောကမှာမိမတွေရှိနေအောင်ပဲလေဗာနဲ့မှတားဆီးလို့မရပါဘူးဒါဖြင့်တနေရာမှာသွားပြီးဘဝကိုစကြမယ်ကွာကေတီဒီကနေဘဲမအောင်သွားနိုင်ဘူးမိုက်မိုက်နားလည်နိုင်ပါမလားမသိဘူး ျိုးဆက်33ဖီလာဒဲဖီးယားမှာစတိုက်နေလာခဲ့ပြီဖီလာဒဲဖီးယားဟာကေတီရိုမျိုးဆက်ရဲ့သွေးတဲ့သားထဲမှာစိတ်ဝင်နေပြီတိုက်ပွဲတွေဆက်ဝင်ရအောင်မေရာဇဝင်ကြေးတွေဆက်ပြီးဆက်ရအောင်မေမိုက်အေးပါလေမင်းဘလောက်ခေါင်းမနိုင်မလဲကြည့်သေးတာပေါ့ကိုတော့ဆက်စူးစမ်းနေမှာပဲကိုကနိုင်ငံကြီးတွေဖြိုနေကြပါကွာမကြေမနက်နေ့ခန်းထဲမှာသူထွက်သွားသည် မိုက်အတွက်ကေတီလုံးဝစိတ်မကောင်းပါဘဝအခြေခံချင်းမတူသဖြင့် ကေတီကိုသူဘလို့မှနားလည်နိုင်မည်မထင်ပါဝတ်စားလဲပြီးတပုံဆရာကိုစောင့်နေကြသည်ခလေးကအကြီးနှီးတယ်လို့ပဲကွဖဖွားကြီးကသူနေကိုတင်းတင်းချာချာကြည့်ပြီးပြောသည်စိတ်ထင်လို့ပါဖဖွားရဲ့ပေါင်ချိန်များကြီးတက်နေတာပဲတွားလည်းမပေါက်သေးဘူးနော်ဩဖဖွားကလည်းငားလာပဲရှိသေးတာပဲငါမကြီးကထက်မှာကွတိတ်နေတဲ့အိုင်ယာလန်သွေးနဲ့ကလစ်တန်သွေးဂျက်ဆင်သွေးလော်ရင့်စ်သွေးပြီးတော့ ကာလာဟန်သွေးဖော့ဖော့ဘာရီလျှောက်ပြောနေရလဲကလေးတန်မျိုးနဲ့ဘာဆိုင်လို့လဲကာလာဟန်နဲ့ဘာပတ်သက်လို့လဲဩတကြီးလာတော့လဲသတိတွေမကောင်းတော့ဘူးကသမီးရေဖော့ဖော့နဲ့မိုင်မကြခဏတွေ့ရတဲ့နဲ့ဖော့ဖော့သူ့ကိုရေလာမြောင်းပေးလုပ်နေတလားယသူခင်ဗျာသမီးမရှိခိုင်းနောက်ဖေးပေါက်ကဝင်ဝင်လာရှာတာပါသမီးနေကောင်းထိုင်တာရှိရလားဆိုတာဝင်မေးတာပါ သူခင်ဗျာဒီခွင်းရောက်တော့ရှိတဲ့နယ်လေဟိုတော့ကဖော့ဖော့တို့မိုက်ကိုထင်သေးခဲ့တယ် ခုသူ့လောက်ကသိအောင်မြင်နေပြီ။သမီးအာကိုအားထားမရှာတော့ဘူးလား။မိုင်းနဲ့တိုနီမျက်နှာချင်းရှင်မကြည့်ဘူးသေးလို့ဖဖဒီစကားပြောတာဟုကေတီစိတ်ထဲထင်လိုက်။အင်းသမီးတဘောမကြရင်နောက်သူ့ကိုဖဖကြည့်ဆက်ဆံပါမယ်သမီးရဲ့။ကျေးဇူးပဲဖဖကေဓာတ်ပုံဆရာရောက်ပြီ။ဓာတ်ပုံဆရာက၃ယောက်တော့ကင်မရာကြီးထောင်ပြီးချိန်သည်။ကေတီကကလေးကိုခြေသည်ဖဖနဲ့မေမေကနဘေးမှာဓာတ်ပုံဆရာကချိန်ပြီးနောက်

ဘဘကြီးဆုံးပြီးနှစ်နှစ်ကြာရင်မိမိပါလို့ရမည်ကိုတိုနီတယောက်ခရီးရင်းမြင်လာသည်ဒီမတိုင်မီကတိုနီဘွားသည်ပြီးပြီးကလေးငယ်ဘွားများသာဖြစ်သည်သူတိတိကဘာကြီးတဲ့တွင်တတဝါ၃မျိုးရှိပထမတစ်မျိုးကသူနှင့်ရွယ်တူတန်းတူကလေးငယ်များအစပိုင်းတွင်ကစားရတာပျော်စရာကောင်းလို့လို့နောက်တော့သူကိုနောက်ကျပြောင်းကြသည်အနိုင်ကျင့်ကြသည်နောက်တစ်မျိုးကနည်းနည်းကြီးသည့်ကောင်လေးတစ်တိုက်သူတို့ကတိုနီကိုရှိသည်များမထင်သူတို့နဲ့တွားရောက်ရင်းအယောမခံ နောက်တစ်မျိုးကတော့လူကြီးလို့ခေါ်သည့်လူတွေသူတို့ကမူစားတောက်တွေကြေးပေါ်ရသည်စားရည်သင်ပေးသည် ချစ်ခင်ကျင်နာကြသည်သူတို့နဲ့ဆိုရင်တူနီပျော်နေတတ်သည်ဘာပြဿနာမှမရှိလူကြီးများ၏လောကသည်ဘေးရန်မရှိသည့်နှလုံးမွေးလျော်ပျော်စရာလောကဟုတူနီထင်ခဲ့သည်သို့သောလူကြီးများ၏ဘဝတွင်လည်းဆင်းရဲစရာတွေရှိကြောင်းတွေ့လာတော့တူနီထစ်လန့်ဖြစ်ရသည်ဘာမှတော့တည်တည်ချာချာမသိတတ်သည်1914ခုနှစ်တွင်စစ်ကြီးဖြစ်သည် တနိုင်ငံလုံးစီးပွားရေးကကြီးဆိုင်တည်နေဘယ်မင်းနေ့စဉ်လုံးမသွားတော့အိမ်မှာပဲအနေများလာကြီးထမင်းချက်ကပ်ပလီမာကြီးကိုအိမ်တွင်မတွေ့ရတော့ Franklin Academy ကျောင်းတွင်တငယ်တန်းစနေရသည်နှင့်ဖြစ်သည်ကျောင်းတွင်တော်နေမပြောလက်တင်ဆရာကြီးမြေမို့သူ့ကိုတမ်းပိုင်ဆရာမက စားတော်စေခြင်းသည်တော်နေကိုမျက်နှာသာပေးသည်ဒီတော့တခြားကောင်လေးတွေကသူ့ကိုဝိုင်းပေးကြသည်ထို့ကြောင့်တော်နေမပြောလစ်လျင်လစ်လိုအိမ်ပြန်ပြေးလာတတ်သည်တနေ့ကျောင်းမှပြန်လစ်လာသည် အင်းရှိတွင်ကားကြကြီးရထားတွေကိုတွေ့ရသဖြင့်စိတ်ထဲပျော်သွားသည်။တင်ကြပြီ။အိမ်မှာအန်ကယ်မိုက်ရောက်နေပြီ။ဆွေမျိုးတော်တော်လေးအန်ကယ်မိုက်ကိုဆွေမျိုးရင်းချလိုတိုနီခင်သည်။တိုနီကိုတွေ့လျင်စပင်းတွေပုတ်သက်ပေးတဲ့ဤ။တခါလေတိုနီနဲ့နဗန်းလုံးနဲ့ကစားဤ။ချောကလက်တောင်တွေမြဲဝဲကျွေးဤ။အန်ကယ်မိုက်ကတကယ်လူကြီးတွေကစားသည့်ကျစုသည့်ပုံစံဘောလုံးလေးဝယ်ပေးသည်။ဟော်ကီရဲ့တန်လေးဝယ်ပေးသည်။ဒီစနေမိုးမရွာလျင်လှေလောထွက်ဖို့စီစဉ်လုပ်ထားသည်။ ်အန်ကမိုက်ကိုတိုနီအားကြသည်ကမ္ဘာပေါ်တွင်ဘလအကောင်းဆုံးအတ္တမာဆုံးဟုတိုနီထင်သည်ကျောင်းကလစ်လာသည်ကိုမိမိသိမည်ဆို၍နောက်ဖေးပေါက်မှအတန်တက်လာခဲ့သည်ပထမမိမိအတန်ကိုကြားရသည်မိမိအတန်ကတမျိုးထူးဆန်းနေမိဖို့ဆောင်မအိတ်ခမ်းထဲကိုကူပြီးအိတ်ခမ်းစီသို့အသာချောင်းကြည့်လိုက်သည်အန်ကမိုက်နှင့်မိမိပူပူကက်ကက်ရက်နေကြ၏အန်ကမိုက်ကမိမိကိုတိုင်းဖက်ထားသည်ပြီးတော့မိမိကိုနမ်းသည် လူကြီးတွေတယောက်နဲ့တယောက်နှုတ်ဆက်တဲ့အခါနန်းသည့်ပုံစံမျိုးမဟုတ်စက္ကန့်ပိုင်းမဟုတ်အကြာကြီးနန်းနေသည်အတိတ်ဘယ်ကိုတိုနီနားမလဲမေမေကသဘောကျနေသလားတိုနီမွေခွဲတဲ့ပြီးမှမေမေကဖျားတက်နေသည့်အတန်ပြောပြင်ပြောသည်တော်ဝီမိုက်မဖြစ်ဘူးရတန်းကရမ်းမှဖြစ်မယ်သွားတော့တိုးတော်အင်ကမိုက်ကရက်ခမ်းရွေမြာလူကြီးတွေကစားသည့်ကစားနည်းတစ်မျိုးများလားဟုတ်တိုနီတွင်းနေမရနိုင်ဘူးကေတီ ကိုတိတ်တောင်နောက်ကျနေပြီ။မင်းကသွေးနဲ့ကိုသားနဲ့ကိုဆိုတာမင်းမေ့နေပြီလား။မေမေကအတင်းယုံထွက်ပြီ။မဖြစ်ဘူးမိုင်မဖြစ်ဘူး။နောက်မလာနဲ့တော့။မင်းကိုယ့်ကိုဘာလို့နှင်းဆဲနေရလဲကေတီ။မင်းမလောလောဆယ်အလုပ်မရှိဘူး။မင်းကိုကိုစောင့်ရှောက်ပြစေကေတီရဲ့။အိုးအလုပ်ကမကြခင်ရတော့မှာ။ကေတီစုံပြချက်ကိုမပြင်နိုင်ဘူးမိုင်။ဒါလောက်ကောင်းပါရရင်ကျင်းတဲ့လောက်ပါပြီကွာ။ကိုယ်တို့လက်ထက်ကြပါစို့နော်။လက်ထက်ကြပါစို့ဆိုပါလား။ တို့လက်ထက်ရင်အန်ကယ်မိုက်ဟာငါ့အဖေဖြစ်ပြီပေါ့ဒါပေမဲ့ငါအန်ကယ်မိုက်လို့ပဲဆက်ခေါ်မယ်ဟုတ်ကဲ့ပါခင်ဗျာခုကျွန်တော်ရပ်ဖတ်ပေးခဲ့တာကတော့ဆရာတင်မောင်မြင့်ဘာသာပြန်ထားတယ်တမ်နီလိပ်ပြာဆိုတဲ့ဘာသာပြန်ဝတ္ထုရဲ့ပိုင်း3ဖြစ်ပါတယ်ခင်ဗျာနောက်လာမယ့်ပိုင်းလေးကို ဆက်လက်ဆောင်မြောနားဆင်ပေးကြပါဦးခင်ဗျာတို့ညာရဲ့ပြည်သူများအားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေခင်ဗျာ